မြမဓပ်ပုံဆရာ52ရောက်ရဲ့ပုံပေါင်း130လောက်ကိုရန်ကုန်မြို့ပြည်သူ့ရင်မြင်တဲ့ကရန်ကုန်ဂယ်လရီမှာဒီဇင်ဘာ6ရက်နေ့ကနေ7ရက်နေ့အထိပြသနေပါတယ်။တင်နန်းဆရာနဲ့တင်နန်းသားတွေစုပေါင်းပြီးပြုလုပ်တဲ့ဒါနဲ့မဲ့ဓပ်ပုံပြပွဲဟာအခြားဓပ်ပုံပြပွဲတွေနဲ့ပါကွာခြားတယ်လေ။ဓပ်ပုံဆရာဖေမြင့်ဦးနဲ့သူ့ရဲ့ဒိုင်းနမစ်ဒီဂျစ်တယ်ဓပ်ပုံတင်နန်းကကျောင်းစင်ဓပ်ပုံသမားတွေစုပေါင်းပြသတာဖြစ်ပြီးတင်နန်းသားတွေဓပ်ပုံပညာနဲ့အဆက်ပြတ်မသွားစေဖို့နဲ့လွတ်လပ်တဲ့စိတ်ကူးတွေနဲ့ပုံခေါ်ထားတဲ့ဓပ်ပုံတွေကိုပြသခဲ့တယ်လို့ ဓပုံဖေးမြင့်ဦးကပြောပါတယ်။ရုပ်ပိုင်းဆိုင်ရာအရေးသွေးကိစ္စကိုပဲသူ့အနေနဲ့အကြံပြုထားပါတယ်လို့ဆိုပါတယ်။ကျွန်တော်ဒီမှာတက်တဲ့လူတွေကတော့ professional လည်းပါတာပေါ့နော် professional ခုလုပ်ပြီးတော့ studio ဖွင့်နေကြတဲ့လူတွေလည်းပါတယ်။နောက်ပြီးတော့ဝါသနာကြီးလို့ဒီပွဲဒီလိုရိုးရောတက်ဖို့ပညာကိုလေ့လာလိုက်စားတဲ့လူတွေလည်းပါတာပေါ့။အဲတော့ဟိုသူတို့တော့ကျွန်တော်ဓပုံနဲ့ပတ်သက်ပြီးတော့အဆက်ပြတ်မသွားဘဲနဲ့အငြင်းလေးလေ့လာလိုက်စားဖို့တော့တိုက်တွန်းလေးရှိပါတယ်။ ဒီဘွဲကတော့ဟိုသူတို့ကျွန်တော်ကသူတို့ရဲ့ idea အတိုင်းပဲရိုက်ပြီးတော့ကျွန်တော် image quality တို့ဘာလို့လဲပတ်သက်ပြီးတော့အကြံပြုရလောက်ပဲရှိပါတယ်2017မှာစတင်ခဲ့တဲ့ dynamic ဓာတ်ပုံသင်တန်းမှာဝိုင်းရင် professional ဓာတ်ပုံဆရာတွေကိုပါသင်ကြားပေးနေပြီးသင်တန်းသားတွေနဲ့အတူတူဓာတ်ပုံပြပွဲလုပ်ဖြစ်တာဟာပထမဆုံးချိန်ဖြစ်တယ်လို့ဆိုပါတယ်ပြပွဲအတွက်ရည်ရွယ်ရိုက်ကူးထားတာတွေပြင်ခီးသွောဟန်လွဲရိုက်ထားတဲ့ဓာတ်ပုံတွေတဲကတည်တည်ချာချာစစ်စစ်ရွေးချယ်ပြီးပြပွဲမှာပြသဖြစ်တယ်လို့ပြောလာသူကဓာတ်ပုံရဲတီဟာထွေပါ ပကံညောင်ဦးပုပ်ပတ်တော့ရိုက်ကူးထားတဲ့ရှုမြော်ကင်းပုံသုံးပုံကိုဒီပွဲမှာ ပြတ်သက်ထားတဲ့သူကဝါသနာရှင်စစ်မှာပဲရှိသေးပြီးဆရာဖေမြင်ဦးကြောင့်ပါဝင်ခွင့်ရတာလို့ဆိုပါတယ်ဆရာလည်းမဟုတ်တာကျွန်တော်ဒီလိုပြပွဲဆိုတာလက်လန်းမိရပါဘူးကျွန်တော်ရောအားလုံးဝါသနာရှင်အစ်မရှိတဲ့အရဆိုကိုပုံလေးအစ်နဲ့ကျွန်တော်တို့တက်ဟာပညာနဲ့ဆိုလို့ဒီလိုပြပွဲဆိုတာအလန့်ဝေးပါသေးတယ်ဆရာကျေးဇူးနဲ့ဆရာပုံလေးလာဝင်ပြမယ်ဆိုတော့ဆရာအစီအဝါကြောင့်ကျွန်တော်ဒီလိုမျိုးပြပြတာဆိုတော့ တခြားကိုယ့်အကိုဆိုရင်လည်းဘယ်ဘက်မှတောက်မယ်မထင်ဘူးပေါ့ပြီးတော့အဲ့လိုရဲရဲလူလည်းရှိတယ်ပြောင်းဝဲတော့တခြားစူးစမ်းရိုက်ထားတဲ့လူလည်းရှိတယ်ပြောင်းဝဲစားလို့ကြမယ်ဆိုတိုင်မယ်ကြတော့အစည်းအဝေးဆန်တဲ့လူအစည်းအဝေးတော့ကဲအမေချင်းတိုင်မယ်လည်းတိုင်မယ်ပြီးတော့ဆရာ့တိုင်မယ်ပြီးတော့ဆရာဆရာကအဆင်ပြေတယ်ပုံလေးတွေကျွန်တော်အဆင်ပြေတဲ့ပုံလေးတွေအားလုံးဝိုင်းရေးပြီးတော့ကြားလိုက်တာပါ